ဇက်သုံးစီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေဇက်တိုက်ရောင်းချပြီးတော့လဲရန်ကုန်မြို့မှာဇက်သုံးစီဈေးနှုန်းနှစ်ပတ်ဇက်တိုက်ပြန်လည်မြင့်တက်လာကြောင်းဇက်သုံးစီတင်သွင်းတူလောင်ဖျံမြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။မေလနေ့နေ့မှာထုတ်ပြန်တဲ့ဇက်သုံးစီဈေးနှုန်းတွေက92တလီတာကျပ်2285ကျပ်95တလီတာ2940ကျပ်ရိုးရိုးဒီဇယ်တလီတာ2480ကျပ်ပရီမီယံဒီဇယ်တလီတာ3055ကျပ်ဖြစ်ပါတယ်။ပြည်ကရေသတဘက်ကရောင်းချခဲ့တဲ့ဈေးနှုန်းတွေမှာ92တလီတာ 2805ကျပ် 95dl 2865ကျပ် UU diesel 2လီတာ2435ကျပ်နဲ့ premium diesel 2လီတာ3030ကျပ်ဖြစ်ပါတယ်ဒါကြောင့်73စီဇီနိုတွေမှာ92တလီတာ70 95တလီတာ85ချဲ UU ဒီဇယ်တလီတာ70 Premium ဒီဇယ်တလီတာ55ချဲစီအတိအတိမြင့်တက်လာခဲ့ပါတယ်။မြန်မာနိုင်ငံတော်ဘဟုဘဏ်က73စီလုပ်ငန်းရှင်တွေကို April လကုန်ပိုင်းမှာဒေါ်လာ25တန်းကျော်နဲ့ ဒေါ်လာ38တန်ရောင်းချပြီးတော့လဲ73တီဇီနုံးတွေဟာနှစ်ပတ်သက်တိုင်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကြံကာလနောက်ပိုင်းမှာ73တီဇီတွေကျဆင်းခဲ့ပြီးနောက်ပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိရောင်းချနေတဲ့73တီဇီနုံးတွေဟာရတရပတ်တစ်ပတ်အတွင်းဇီနုံးတွေဖြစ်ပြီးတောက်ကြနေမှာဇီနုံးအပြောင်းလဲရှိတယ်လို့သိရပါတယ်။